တာလီစောပါဒီကနေ့ဂျွန်လာ18ရက်နေ့နရီဇွာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အေအေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတချို့ဟာစစ်ကောင်စီတပ်ရင်းတချို့အပါအဝင်ကြောက်ဖြူစားရဖယုံနဲ့လေစိတ်အနီမှာကြားရောက်ပောက်ကွေခဲ့တဲ့သတင်းတောတောင်ကိုမိခိုစားတောက်နေရတဲ့ရခိုင်ပြည်သူတွေဟာမိုးရသည့်အတွင်း MyNDA ကိုအထူးဂရုပြုဖို့လိုအပ်နေတဲ့သတင်းနဲ့ ကျောက်ပြူကငါးဖန်းသမား၃ယောက်ကိုစစ်ကောင်စီကဖမ်းဆီးပြီးတဲ့နောက်အဆက်အသွယ်မရပြီးပျောက်ဆုံးနေတဲ့တရင်တွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တရင်တွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တိုက်ပွဲတွေပြင်းထန်နေတဲ့ကျောက်ပြူမှာအရခတ်တက်တော် EE ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတရှို့ဟာစစ်ကောင်စီတရင်တရှို့အပါအဝင်စာရဖယုံနဲ့လေးစိတ်အနီးမှာကြောက်ရောက်ပောက်ကွေးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ အခုရက်ပိုင်းကြောက်ပြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းတွေဖြစ်တဲ့ခမရ942ခမရ943နဲ့ခလရ34စတဲ့တပ်ရင်းတွေမှာအီအီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲမှုတွေရှိနေတယ်လို့ဒေသခံစီရေးတရင်းရင်းမြစ်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်ခမရ943 942နဲ့တပ်ရင်းတချို့မှာလက်နက်ကြားရောက်တာတွေရှိနေပြီးအဆောင်တွေပြက်စီးတာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် ခမရ၅လေးနှစ်မှာစစ်ကောင်စီတပ်သားတွေတိတ်မရှိတော့ပေ၅လေး၃ခလရ၃လေးရစ်တက်ရင်တို့ကြောက်တလုံးဂိတ်တွေမှာတော့အများကြီးရှိနေသေးတယ်လို့သိရပါတယ်ကျွန်းလား၅ရဲ့နေ့ကလေအီအေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတချို့ဟာကြောက်ပြူလေးစိတ်နဲ့ကတ်နေတဲ့ခလရ၃လေးတက်အနီကိုကြားရောက်ပောက်ခွေခဲ့တယ်လို့သိရပါတယ် ဒါအပြင်ကြောက်ဖြူမျိုးအနာကစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့စာရဖယုံအနီနာမှာကြားရောက်မှုရှိခဲ့တယ်လို့လေကြောက်ဖြူမျိုးခန့်စီးရေးတည်င်းညစ်တွေကနူနီစရာကိုပြောပါရရှင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်အတွင်းတောတောင်တွေကိုမိခိုလုတ်ကင်စားတောက်နေကြတဲ့ပြည်သူတွေအနေနဲ့မိုင်းအန်ဒီကိုအထူးဂရုပြုဖို့လိုအပ်တယ်လို့ရခိုင်ပြည်သူတွေကပြောဆိုကြပါတယ် ျေးလက်နေရခိုင်ဒေသခံတွေနဲ့ရခိုင်ပြည်မှာနေထိုင်ကြတဲ့ဒေသခံပြည်သူအများစုဟာမြေရှောင်းအင်းအိုင်တောတောင်တွေကိုမိခိုပြီးအသက်မွေးနေကြရတာပါခုလိုမိုးရာသီကာလအတွင်းကျေးလက်နေပြည်သူအများစုနဲ့စစ်ဘီးရှောင်းတွေဟာတောတောင်တွေကိုသွားပြီးမြေရှိုးတာတညီတိခုရအပါဝင်မိုးရာသီမှာပေါရောက်တဲ့ရာသီစာဟင်းသီးဟင်းရွက်တွေကိုရှာဖွေစုခုပြီးအသက်ရှင်ရပ်တည်နေကြရပါတယ် ဒါပေမဲ့တောတောင်တွေကိုတွားရောက်ဟင်းခုနေသူတွေဟာမိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်တွေကိုတတိကြီးစွာထားနေကြရတယ်လို့စစ်ပီးရှောင်းအကြီးကုညီလုတ်ကင်ဆောင်ရွက်ပေးနေတဲ့မလီလီမီကပြောပါရယ်ခုလိုမိုးရသည်ဆိုရင်တောတောင်တွေမှာမြေသားမြေဆိုင်တွေလေးမိုးရေတွေကြောင့်ပြိုကျမှုတွေရှိနေပြီးမိုင်းနဲ့စစ်ကြံပစ္စည်းတွေလေးမြေထဲကနေပေါ်လာနိုင်တယ်လို့သိရပါရယ် ခုလိုပေါ်လာတဲ့ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုမြင်တွေ့ရင်ကင်တွေ့တာဒုတ်တွေနဲ့ထိုးကော်တာနဲ့ထုရိုက်တာတွေမပြုတ်လို့ဖို့လိုအပ်ပြီးတက်ဆိုင်ရာကြီးရော်တာဝန်ရှိသူတွေကိုသတိပေးကြဖို့လိုအပ်တယ်လို့လေလူမှုကွန်ရက်ရဲ့လှုပ်ဆောင်သူတွေက ပြောဆိုကြပါတယ်။ရခိုင်ပြည်မှာပြီးခဲ့တဲ့ဇန်နဝါရီလကနေမေလအထိ9လအတွင်းမိုင်းနဲ့စစ်ကြံလက်နက်တွေပောက်ကွဲမှုကြောင့်အရက်သား23ယောက်သေဆုံးပြီး63ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နရီဇရာတည်င်းဌာနကကောက်ယူထားတဲ့စစ်တမ်းအရာတီးရပါတယ်။တေဆုံးတန်ရာရသူအများစုဟာလေတောတောင်တွေကိုမိခိုနေကြတဲ့လက်လုတ်လက်စားဒေသခံတွေဖြစ်ကြပါရဲ့ရှင်။ကြောက်ဖြူမြို့နေကဆက်လီနဲ့အတူငါးဖန်ထွက်တဲ့ငါးဖန်သမား၃ယောက်ကိုစစ်ကောင်စီရဲ့နေပြည်ကဖမ်းဆီးသွားပြီးတဲ့နောက်အဆက်တွေမရဘဲပျောက်ဆုံးနေတယ်လို့သိရပါရယ်။ဖမ်းဆီးခံရသူတွေကတော့ကြောက်ဖြူမြို့နေတေရှောင်းရွာက ဦးဖိုးတင်68နှစ်ကိုတောင်းကြီး28နှစ်နဲ့ကိုထက်မြက်ကျော်22နှစ်တို့ဖြစ်ပါတယ်သူတို့ဟာကျွန်းလာ၄ရက်နေမှာကြောက်ဖြူမျိုးနေကငါးဖန်းထွက်လာတဲ့အချိန်ညီပုံမျိုးနေငပတုံနဲ့ပြည်ဝမ်းဖက်မှာရန်နာထားတဲ့စစ်ကောင်စီရဲ့နေပြည်တော်ကဆက်လီနဲ့အတူဖမ်းဆီးသွားတာဖြစ်တယ်လို့ကြောက်ဖြူဒေသခံမျိုးသားတယောက်ကနရီဇရာကိုပြောပါတယ်ကြောက်ဖြူနဲ့ညီပုံမျိုးဟာပင်လေပြင်တစ်ဆက်တည်းဖြစ်ပြီးသူတို့ငါးဖန်းထွက်နေရင် နေပြည်တော်ကစစ်သားတွေကစပီးဘုတ်နဲ့လာပြီးဖမ်းခေါ်တော့တာလို့ဒေသခံတွေကပြောပါရယ်သူတို့ကိုကြောက်ဖြူမျိုးနေတစ်ပုတ်တောင်မှာရှိတဲ့တညောက်ပရိရတက်ဌာနရှုပ်စီဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတယောက်ကနရင်းစရာကိုပြောပါရယ်ရှင်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ ရခိုင်နဲ့ဆက်ဆက်တဲ့ပဒန်းမျိုးနဲ့ပြည်မျိုးတွေမှာစစ်ကောင်စီဟာရခိုင်လူမျိုးတွေကိုဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းတာတွေဖမ်းဆီးငွေညစ်တာတွေကိုလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ရန်ကုန်ကနေရခိုင်ကိုပြန်လာကြတဲ့ရခိုင်လူငယ်6ယောက်ကိုစစ်ကောင်စီကပြည်ကားဂိတ်မှာဂျွန်လာ16ရက်နေ့ကဖမ်းဆီးပြီးတောင်ကြီးကိုစစ်မှုထမ်းဖို့ပို့ဆောင်လိုက်တယ်လို့ဆွေမျိုးတော်ဆက်သူတယောက်ကနွန်ရီစရာပြောပါဗျ။အဲ့ဒီလူငယ်တွေဟာ အသက်18နှစ်ကနေ30ကျော်အရွယ်တွေဖြစ်ကြပြီးကြောက်တော်မျိုးနေအမ်းမျိုးနေနဲ့မြေပုံမျိုးနေတွေကဖြစ်ကြကာအသက်30ကျော်အရွယ်တယောက်ဟာအမ်းမျိုးနေနွားရုံတောင်ကြီးရွာကဖြစ်တယ်လို့အသက်18နှစ်အရွယ်လူငယ်တယောက်ကတော့ကြောက်တော်မျိုးဟာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မကွေးတိုင်းငဖေးမျိုးနေပဒန်းမျိုးမှာရခိုင်ကိုပြန်မေ့ရခိုင်အမျိုးသားနှစ်ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးငွေညစ်ပြီးတော့ပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။ ဖန်ဆီးခံရသူတွေကတော့ညီပုံမျိုးနေဥက္ကံကြီးရော်ကကိုအောင်ဘန်းနဲ့ကိုအောင်စီဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာပြည်ပနိုင်ငံကလာရောက်ပြီးသူတို့ရဲ့ဇာတိရွာကိုပြန်ဖို့ပဒန်းမျိုးကတေးခိုခန်းတစ်ခုမှာတေးခိုနေတဲ့အချိန်ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ညအရှင်ကတက်မကိုကိုကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ဖန်ဆီးခဲ့တာလို့ပဒန်းဒေသခံမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်။ရခိုင်လူငယ်အများပြားဟာရန်ကုန်ပြည်အပါဝင် ခီးသွွားကားဂိတ်တွေမှာလူမတိသူမတိဖမ်းဆီးခံရမှုတွေရှိနေပြီး အများစုမှာပြည်သူစစ်မှုထံတင်းနှံတက်ဖို့ပို့ဆောင်ခံနေကြရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အီရန်နိုင်ငံမြို့တော်တီဟီရန်ကနေလူတိုင်းရှက်ရှင်တင်းချောင်ကြဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သူပိုင်တဲ့လူမှုကွန်ရက် True Social မှာဂျွန်လ18ရက်နေ့ကတတိပေးခဲ့ပါရီ။ အီရန်နိုင်ငံဟာနျူကလ িয়ার လက်နက်ပိုင်ဖို့မဖြစ်နိုင်ဘူးလို့လေထရန့်ကရေးသားခဲ့ပါတယ်။တီဟီရန်မြို့ဒေသစံတော်ရှိမနက်6နာရီကျော်အချိန်မှာပောက်ကွေးတံတွေကြားနေရတယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြကြပါတယ်။အီရန်မြို့တော်ကလူတိုင်းချက်ရှင်းရွှေ့ပြောင်းဖို့သမရဒေါ်နယ်ထရန့်ကပြောပြီးမကြာခင်မှာပဲတီဟီရန်မှာပောက်ကွေးတံတွေကြားခဲ့ရတာလို့သတင်းတွေကဆိုပါတယ်။ကနေဒါမှာ G7 ထိပ်သီးဆွေးနွေးပွဲတက်နေတဲ့ထရန့်ဟာ ညာရင်းရှင်းအမေရိကန်ကိုပြန်သွားခဲ့ပြီး အမျိုးသားလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးလေးကျင်းပမယ်လို့လည်းသိရပါဗျ။အမေရိကန်ဟာအီရန်အပေါ်အစ္စရေးရဲ့ထိုးစစ်မှာပါဝင်တာမရှိဘူးလို့အမေရိကန်အရာရှိတွေက ပြောဆိုထားပါဗျ။အစ္စရေးစတင်တိုက်ခိုက်ရှင်ကနေစလို့16ရက်နေ့အထိအီရန်မှာတေဆုံးသူ124ယောက်ထက်မနည်းရှိသွားပြီဖြစ်ကအစ္စရေးမှာလေတေဆုံးသူ24ယောက်အထိရှိလာပြီလို့သိရပါဗျ။ ။နရီဇရာသတင်းဌာနရဲ့နိုင်စင်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရီဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narizra.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီဇာယုတ်တန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်